အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးမှာတော့ဖုန်းထဲမှာကျွန်တော်တို့ install လုပ်ထားရုံနဲ့ပတ်စံရနိုင်တဲ့နီလန်လေးပေါ့နော်အဲ့ဒီနီလန်လေးကိုကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့အဲ့ဒီ software လေးကကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်ကျွန်တော်ဒီမှာ wipe ပြထားတဲ့ time clock လို့ခေါ်တဲ့ software လေးပါသူကတော့ကျွန်တော်တို့ဒီမှာကကိုရီးကျွန်တော်ဒီမှာကိုရီးယားလို့ရေးရတာပေါ့နော်ကျွန်တော်တို့ play store မှာ time clock လို့ရိုက်လို့ရှိရင်အဲ့ဒီ software လေးကိုမြင်ရမှာဖြစ်ပါတယ် sorry okay okay ဒီမှာပေါ့နော်အာတိုင်းကပ်ပေါ့နော်ဒါကိုရီးယားလိုရေးထားတာသူရဲ့အင်္ဂလိပ်လိုအတန်တော့အမှန်ဘူးပဲကိုရီးယားလိုပြင်ရတာပေါ့နော်အဲ့ဒီအောက်မှာလဲတိုင်းကပ်လို့ကြီးရတာလေးကိုမြင်ရလိမ့်မယ်ပေါ့နော်ကျွန်တော်ဒီကောင်လေးကိုကျွန်တော် install လုပ်လိုက်ပါကောင်လေးကို install လုပ်ပေးဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းထဲမှာဘာမှထပ်ပြီးလုပ်ဆရာမလို့ပါဘူးဒီကောင်လေးကို ဖွင့်ပြီးတော့ကျွန်တော်တို့ account လုပ်ကြမှာပေါ့နော် account လုပ်ကြမှာတော့ကျွန်တော်တို့ဖုန်းနံပါတ်နဲ့လုပ်ကြမှာဖြစ်ပါတယ်ဖုန်းနံပါတ်တစ်ခုကိုဖုန်းတစ်လုံးကိုကျွန်တော်တို့ဖုန်းနံပါတ်တစ်ခုပဲသုံးရတယ်ပေါ့နော်ထပ်ပြီးတော့သုံးလို့မရဘူးပေါ့နော်အဲဆိုတော့ကဒီကောင်းထဲမှာကျွန်တော်တို့ကဘာတွေပါလဲဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်လောက်အရင်ဆုံးကြည့်ကြည့်မှာပေါ့နော်အဲ့တော့ဒီမှာကအပေါ်ဆုံးမှာကကျွန်တော်တို့ဒီမှာမြင်နေရတာကတော့ဒါကကျွန်တော်တို့လက်ရှိရတာလည်း point ပေါ့နော် okay နောက်တစ်ခုကကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင် gift box လေးရှိသေးတယ်ဒီကောင်းလေးရှိမှာကဒီထဲမှာကျွန်တော်တို့ gift box လေးရှိရ point ရှာတဲ့နေရာပေါ့နော်ကျွန်တော်တို့က ကိုကဒီ install လုပ်ထားပြီးတဲ့အပြင်ကိုပိုက်အခြားထပ်ရှာလို့ရတယ်ဗျာ။ဘောနော account လေးကိုကျွန်တော်တချက်နှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ size 8 size လေး30ရှိတယ်ဗောနော်။အဲဒီကောင်လေးကိုကျွန်တော်တို့ကတိမ်ပြီးလို့တိမ်ပေးရမှာဗောနော်။အာချက်30ဆိုတော့အခါ30ကလေးနေရမှာเนาะကျွန်တော်တို့ကပတ်စံရတဲ့ software ဆိုတဲ့အတိုင်းပဲအဲကြော်ညာလေးတော့နည်းနည်းတက်မယ်ဗောနော်။ ဖြစ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခု30လုံးတင်ပြရပြီเนาะအဲ့တော့ဒီမှာကကျွန်တော်တို့က cancel mail လေးတွေလည်းပါတယ်ဗောနော်ဒီ software ကလည်းကျွန်တော်တို့အရင်ပတ်စံရတဲ့အခြား software တွေလိုပဲဒီမှာ cancel mail လေးတွေပါတယ်ဗောနော်ကျွန်တော်တို့ဒီကောင်လေးတွေကို cancel မယ်ဆိုလို့ရှိရင်ဒီမှာ white ဘလောက်တောင်းနေဆိုတော့သူပြရတယ်ဗောနော်ဒီမှာဆို white 300ဗောနော်ဒီမှာဆို white 400ဗောနော် okay စသဖြင့်ဒါဆို play store cap ဗျာ1000ကျွဲ cap ဗောနော်1000ကျွဲ cap ကိုကျွန်တော်တို့ကဒီမှာ t point ဗောနော် t point က20ဗောကျွန်တော်ကျန် t point က26ရှိတယ်ဗောနော် အာရှေ့ကကွိုင်ကကျတော့9500နဲ့440နဲ့တစ်ပဲရှိတော့တယ်ပေါ့နော်။ဟုတ်ကဲ့ဒါဆိုရင်3000ကက်ပေါ့နော်။3000ကက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ D point လေးသုံးမဲ့ပြရမှာပေါ့နော်။ဒါကကျတော့ cancel မဲ့ဖြစ်တဲ့အတွက်ကြောင့်ကြောင့်မလို့ကိုရချင်မှလည်းရမယ်၊သူများလည်းရချင်ရမယ်ပေါ့နော်။ကျွန်တော်ဒီအပွားဟာကျတော့တစ်နာရီတစ်ခါ free သိမ်းလို့ရတဲ့ point လေးတွေပါနော်။အတနိုင်းတကား free သိမ်းလို့ရတယ်ဒါဆို point 900ရတယ်ပေါ့နော်ကျွန်တော်ဒီပေါ်ဆုံးမှာ cash 5ဆိုတာလေးမြင်ရတယ်အဲဒီကောင်လေးက point free တနေ့တခါ free သိမ်းလို့ရတယ်အားလေးပေါ့နော်ဒါ gift box လေးကဒါနောက်ထပ်30ထက်ရှိပါပြီပေါ့နော်ကိုကဟိုဒီ gift box ကိုပဲ timing နဲ့နေလေရတယ်ပေါ့နော်ကိုက instrument မလုပ်ချင် instrument လုပ်ထားပြီးတဲ့အပြင် point ထပ်ပြီးလိုချင်တယ်ဆိုလို့ရှိရင်တော့အဲ့လိုနှိပ်ပေါ့နော် okay အဲ့တော့ကျွန်တော်ဒီ gift ဘာနဲ့ပတ်သက်ပြီးရှင်းပြပြီဆိုတော့ဒီဘက်ကဟာလေးကျွန်တော်ရှင်းပြဒီဘက်ကဟာဈေးဝယ်တာဆိုတော့ခဏခါပဲเนาะဒီကောင်လေးကျွန်တော်ရှင်းပြမယ်ဒီကောင်လေးကကျွန်တော်ကျွန်တော်တငယ်ချင်းဖိတ်တာပေါ့เนาะအာတငယ်ချင်းတယောက်ကိုဖိတ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က point 2000ရမှာဖြစ်ပါတယ်ဒါဆိုရင်ပိုက်2000ရမှာပေါ့နော်အဲတကယ်ကြီးဖြစ်တယ်ဒီကောင်ကတော့ကျွန်တော်တို့ကအဲဒီလေးခုမြောက်ဒီဝိုက်ပြတဲ့ဟာလေးပေါ့နော်အဲဒီကောင်လေးကကြတော့ကျွန်တော်တို့ကဟိုကိုဝယ်ထားတဲ့ပစ္စည်းစင်းရင်ကိုပြန်ကြည့်ရပါတော့ဒါဆိုရင်ကျွန်တော်နှိမ့်လိုက်မယ်ဆိုရင်ဒါကျွန်တော်အရင်ဆုံးကဝယ်ထားတဲ့ပစ္စည်းစင်းရင်ပေါ့နော်လက်ရှိမြန်မာငွေတက်မှဆိုလို့ရှိရင်တော့ဘယ်လောက်ရှိမှန်းဆိုရင် ပွဲဆိုတော့တသိန်းလောက်တော့ရှိပါပြီပေါ့နော်ကျွန်တော်ဒီ software လေးနဲ့ပြီးတော့ပတ်စံလက်ကားရတာတသိန်းလောက်ရှိပါပြီပေါ့နော် okay ဒါတော့ပတ်စံပြန်ကိုဝယ်ပြီးရပစ္စည်းကိုပြန်ကြည့်တဲ့နေရာပေါ့နော်အဲ့တော့ဈေးဝယ်တဲ့နေရာကိုကျွန်တော်တစ်ချက်ကြည့်မယ်ဒီမှာကဈေးဝယ်တဲ့နေရာလေးပါဒီကောင်လေးကဈေးဝယ်တဲ့နေရာလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်လေးကိုကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြည့်မယ်အဲ့တော့ဒီမှာကကျတော့ကျွန်တော်တို့က CU ပါမယ် GR25 ပါမယ်ကျွန်တော်ကပတ်စံထုတ်လိုက်ရတယ်ပေါ့နော်ဒါကနှုံရောက်ဆိုတော့ကကျွန်တော်တို့ဒီကိုရီးယားမှာသုံးတဲ့ဘန်ကတ်ပေါ့နော် ဘန်ကတ်တွေထုတ်လို့ရတယ် NLP တုံးလို့ရတယ်ကျွန်တော်ကတော့ဈေးဆိုင်လေးတွေပေါ့နော်အာကျော်တို့အသားကျော်ခင်တို့ဘာတို့ဝစားတဲ့ဖြစ် copy ဆိုင်တို့ဒါလေးတွေကတော့ဆိုင်ဈေးဆိုင်လေးတွေပေါ့နော်အမှကကျွန်တော်တို့အာ TV line တွေအတွက်လည်းတုံးလို့ရတယ်ဖုန်း line တွေအတွက်လည်းကျွန်တော်တို့ကပတ်စံဖြည့်လို့ရတယ် email မှာလည်းကျွန်တော်ဈေးဝယ်လို့ရတယ်ပီဇာတွေလည်းဝယ်စားလို့ရတယ်စသဖြင့်ပေါ့နော်ကျော်ကျော်လည်းဝယ်စားလို့ရတယ်ကျွန်တော်အာကျွန်တော်များသောအားဖြင့်ကျွန်တော်က Play Store ကကိုပဲထုတ်တာများတယ်ဗောနော Play Store ကတုံးတာများတာဖြစ်တဲ့ကြောင့် Play Store ကကိုပဲကျွန်တော်ထုတ်တယ်ဗောနော အပလစ်တိုကလေးတွေရဲ့စီးနှုံးပေါ့နော်ဒါ9000ကဆိုရှင် point 6000လို့ရပေါ့နော်1000ကဆို point 3000လို့ရပေါ့နော်ဟုတ်တယ်ကျွန်တော်တို့ကငွေသားထုတ်ချင်တယ်ပေါ့နော်ကျွန်တော်ပေါ်ဆုံးမှာတော့ဟန်နာဘန်တစ်ခုရှိတယ်ကျွန်တော်တို့ကအာအခြားဘန်တွေတုံးတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ထုတ်လို့ရတယ်ဒီထဲမှာလက်ရှိမှာတော့ကျွန်တော်တို့ကဘန်နဲ့ပတ်သက်တာဆိုလို့ရှိရင်ဟန်နာဘန်ပဲတစ်ခုရှိတယ်ပေါ့နော် mobile banking နဲ့ပတ်သက်တဲ့ဟာမျိုးဆိုလို့ရှိရင်တော့ mobile pay နဲ့ပတ်သက်တဲ့ဟာတွေဆိုရင်တော့အများကြီးရှိတယ်ဒီထဲမှာ app pay တို့ mp တို့စသဖြင့်အများကြီးရှိတယ်ပေါ့နော်ကျွန်တော်ပတ်စံထုတ်မယ်ဆိုလို့ရှိရင်တော့ဒီမှာပေါ့နော် နှောင်းကုန်နှောင်းကုန်ကျွန်တော်နှိမ့်လိုက်မယ်ဆိုလို့ရှင်ဒီမှာပတ်စံ3000နဲ့စပြီးထုတ်လို့ရတယ်ပတ်စံ3000ထုတ်မယ်ဆိုလို့ရှင် point 3သိန်းနဲ့6000လိုအပ်တယ်ပေါ့နော် point 3သိန်း6000ရပြီဆိုလို့ရှင်ကျွန်တော်ပတ်စံ3000ထုတ်လို့ရတယ်ဒါဆိုရင်တော့ကျွန်တော်တို့ကြိုက်တဲ့ bank ကနေထုတ်လို့ရတယ်ပေါ့နော်အပေါ်မှာတော့ကျွန်တော် hana bank အတွက်တည်တံ့လဲတက်တက်ရှိတယ်ဆိုတော့ hana bank ကကင်ဆောင်တဲ့လူဆိုလို့ရှင်တော့ကျွန်တော်တို့အဲ့ဒီကနေပြီးတော့ထုတ်လို့ရတယ်ပေါ့နော် ငွေထုတ်တာကကျွန်တော်ရှေ့တုန်းကအရင်တော့အခြားပြည်တွေမှာတင်တာပြီးတဲ့အတွက်တည်တံ့ထပ်ပြီးတော့ထုတ်မပြတော့ဘူးเนาะအဲ့တော့ထုတ်ပြလို့ရှိရင်เนาะကျွန်တော်တို့ဘယ်မှာကြည့်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ပတ်စံထုတ်တာပြည့်ဈေးဝယ်တာပြည့်ပြည့်အဲ့ဒီအလေးကိုဒီမှာတက်ကြည့်ရမှာပေါ့เนาะအဲ့တော့ကျွန်တော်အရင်တော့ထုတ်ထားတာလေးကျွန်တော်ပြမယ်ဒါက2လပိုင်း7မိနစ်ကျွန်တော်ထုတ်ထားတာပေါ့ပြပေါ့เนาะအဲ့ဒီကောင်ထွက်လာဆိုဒီမှာသူ့ရဲ့ပုံလေးဘာကိုစီရဲ့အောက်မှာအာကသူ့ရဲ့ခက်ခဲရဲ့ကုတ်ပေါ့เนาะဒီကုတ်လေးကိုကျွန်တော်တို့ကရိုက်ထည့်လိုက်မယ်ဆိုလို့ရှိရင် ျွန်တော်တို့ Play Store က Play Store ထဲကိုပတ်စံရောက်လာပြီပေါ့နော်အဲ့တော့ဒီဟာလေးကိုဘယ်လိုသုံးလဲဆိုတာလေးကိုကျွန်တော်ဗီဒီယိုနောက်တွဲပြီးတော့ဆက်ပြီးတော့တင်ပြလိုက်ပါမယ်ပေါ့နော်အဲ့တော့သူ့မှာက expire date ပါတယ်ပေါ့နော်ကုန်ဆုံးရက်ကနှစ်ရက်ဆိုပြီးကုန်ဆုံးမယ်ဆိုတာပေါ့နော် အခုဒီမှာဆိုလို့ရှိရင်အယောင်မှိန်သွားတဲ့ဟာလေးတွေ့လိုက်မယ်ဒီအယောင်မှိန်သွားတဲ့ဟာလေးတွေကကျွန်တော်တို့ရက်ကုံဆုံးသွားတဲ့ဟာလေးတွေပေါ့နော်အဲ့တော့သူတတ်မှတ်ထားတဲ့ရက်မကုံခင်မှာကျွန်တော်တို့ထုတ်ထားတဲ့ကက်ကိုအသုံးပြုပေးရမှာဖြစ်ပါတယ်မသုံးဆိုလို့ရှိရင်တော့အဲ့ဒီကက်ကကုံသွားလိမ့်မယ်ပေါ့နော်အဲ့တော့ဒီကောင်ကတော့ကျွန်တော်တို့ပွိုက်ရှာလို့လဲဒီမှာပွိုက်လောင်ဝင်ရှာလို့ရတယ်မရှာခြင်းဘူးဆိုကျွန်တော် install လုပ်ပြစ်ထားလိုက်ကျွန်တော်ဆိုရင်တော့ install လုပ်ပြစ်ထားတာဘာမှမလုပ်ဘူးနော်အဲ့တော့ install လုပ်ပြစ်ထားလိုက်ရင်တို့ကဘာ function လုံးဆောင်လဲဆိုကျွန်တော်တို့ဒီခုထွက်လိုက်မယ်ပေါ့နော် โอเคအခုဒီမှာမြင်နေတဲ့ဟာကအဲ့ဒီတိုင်းကက်ကနေပြီးတော့အလုပ်လုပ်တဲ့ software ပါပဲအပြင်မှာ white လို့မရဘူးလေတော့โอเคဒါအခုပြန်ပြောင်းပါပြီเนาะအဲ့ဒီပုံကနပေါ်လာပြီးတော့ပြန်ပြောင်းသွားတဲ့ကောင်လေးကကျွန်တော်တို့တိုင်းကက်နေပြီးတော့အလုပ်လုပ်တဲ့ဟာလေးပါကျွန်တော်တို့ software တစ်ခုကိုဝင်သုံးပြီးလို့ပြန်ထွက်လာတယ်ဆိုလို့ရှိရင်အဲ့ဒီကောင်လေးကပေါ်လာတယ်ပေါ့เนาะကျွန်တော်လေးကပေါ်လာတဲ့အကြောင်းရင်းကကျွန်တော်တို့အတွက်သူပိုက်လေးတွေစုပြီးရတယ်ပေါ့เนาะအဲ့ဒီပေါ်လာပြီးဆိုလို့ရှိရင်အဲ့ဒီအောက်မှာအာပတ်စံဘယ်လောက်ရရဲဆိုတော့ကိုသူပြပေးရတယ်ပေါ့เนาะ

အဲ့ဒီမှာ point ဘယ်လောက်ရတယ်ဆိုတော့တော့ပြထားပြီးတယ်ပေါ့နော်။ဘာမှလုတ်ထပ်ပြီးလုတ်ဆံမလို့ install လုပ်ထားရုံနဲ့ install လုပ်ထားတာနဲ့တင်သူပတ်စံတပတ်သူ auto ဝင်ရပါတော့။အဲ့တော့အဲ့လို software လေးတွေ3-4ခုလောက်ရှိတယ်ဆိုရင်ကျွန်တော်တို့အတွက်တစ်လကို3-4000လောက်တော့အေးဆွေဆွေရတယ်ပေါ့နော်။အဲ့ဆိုတော့ကျွန်တော်လည်းတုံးတယ်ပေါ့နော်။အဲ့ဒီကောင်အဲ့ဒီကောင်ကကြတော့ကျွန်တော်တို့ဒီကိုရီးယားနိုင်ငံမှာဆိုလို့ရှိရင်လူအတုံးအများဆုံးလို့ပြောလို့ရတယ်ပေါ့နော်။ဒီ time cap ကလူအတုံးအများဆုံး software တစ်ခုလည်းဖြစ်တယ်ပေါ့နော်။ Okay ဒီ video လေးကြည့်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ဗျာ။